အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ကတော့ new ballo ဗျာဒီဗီဒီယိုမှာတော့ကျွန်တော်တကယ်စင်းတော့ကို PUBG Mobile နဲ့ပတ်သက်ပြီးအကြောင်းအရာ၄၅ခုကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်ပထမတစ်ခုကတော့ PUBG Mobile လေးလာမယ့် Premium Grade အသစ်ရွှေအောင်မဲဝန်းအသစ်ကို game ထဲမှာဘယ်နည်းမှတွေ့မြင်ရမလဲဆိုတာမေးစရာရှိပါတယ် ီလာ22ရက်နေ့ဒါမို့ချော22ရက်နေ့ကျရင်ရွှေအောင်မဲဝန်အစ်တလာမှာဖြစ်ပါတယ် M16A4 skin ကိုတွေးမြင်ရမှာဖြစ်ပါတယ် neon theme သုံးထားပြီးတာမျိုးရှိပါတယ် skin ပုံစံနဲ့ထားတော့တော်တော်လေးကိုလှတယ်လို့ပြောလို့ရပါတယ်ဒါပေမဲ့တကယ်ကျွန်တော်ဆုံးဖြတ်ရမှာ M16A4 ဘလောက်ထိမှကင်ဖြစ်လေပေါ့ဗျာ M16A4 skin လှတိုင်းလည်းတကယ်ကျွန်တော်ဖောက်စီရမလို့ပါဘူးဗျာကိုက M16A4 တွေပါတယ်ပေါ့ဗျာမကင်ဖြစ်ဘူးဆိုရင်တော့ရွှေအောင်မဲပုံတွေထပ်စုဖို့ကျွန်တော်ပြောလို့ပါတယ်ဗျာနောက်တစ်ခုကတော့ PUBG Mobile လေးလာမယ့် RPG A14 ကို game ထဲမှာဘယ်နေ့မှတွေးမြင်ရမလဲဆိုတော့ဒီလာ22ရက်နေ့ကျရင်တွေးမြင်ရမှာဖြစ်ပါတယ် RPG skin နဲ့ပတ်သက်ပြီးမှလည်းကျွန်တော်ဗီဒီယိုအသေးစိတ်တင်ထားပေးတာရှိပါတယ်။နောက်တစ်ခုမေးစရာရှိတာ E14 bonus pass ထဲမှာဘယ်ရဲ့ item တွေပါလာမလဲဆိုတာပြောစရာရှိပါတယ်။အဓိက item တွေနဲ့ပတ်သက်ပြီးပြောအောင်မယ်ဆိုတော့ဒီရဲ့ boat ရဲ့ပေါ်ရဲ့ upgrade skin ကိုရရှိမှာဖြစ်ပါတယ်။နောက်တစ်ခုကတော့ M249 skin ကိုရရှိမှာဖြစ်ပါတယ်။ဒီတစ်ခါပေါ်ပြ transformer နဲ့ collab event ဆိုတော့ကျွန်တော်ဒီရဲ့ M249 ကိုကြည့်ရမယ်ဆိုရင်လုံးဝ robot sensor တွေ့မိရတာမျိုးရှိပါတယ်။တကယ်ကျွန်တော်ဒီရဲ့ M249 နဲ့ပတ်သက်ပြီးမှဘယ်လိုမြင်လဲပေါ်ရကြိုက်လားမကြိုက်ဘူးလားဒီရဲ့ bonus pass တွေပါတယ်ဖွင့်ဖို့ရှိလားမရှိဘူးလား comment မှာမျှဝေပေးသွားလို့ရပါတယ်ဗျာ။နောက်တစ်ခုတကယ်ကျွန်တော်တော်တော်လေးကိုအမီများ ါလာမယ့်ပို့ပြကလေးစပင်မှာ pre order event တွေ့မြင်ရမလားမတွေ့မြင်ရအောင်လားပို့ပြတချို့တငယ်ချင်းတွေကမတွေ့မြင်ရအောင်ဆိုရင်မှပြောတာမျိုးရှိပါတယ်ဒါပေမဲ့ pre order event တရမှာတရလာမှာဖြစ်ပါတယ်သူနဲ့ပတ်သက်ပြီးမှလည်း poster တွေ leak ထွက်ရှိထားတာမျိုးရှိပါတယ်လက်ရှိသွားနေတဲ့ကလေးစပင်မှာတွေ့မြင်ရတဲ့ item တွေမချိုက်ဘူးဆိုရင်တော့လာမယ့်ကလေးစပင်စောင်းလို့ရပါတယ်လာမယ့်ကလေးစပင်မှာဘယ် item တွေပါလာမလဲပို့ပြအဓိက office ကိုကြည့်ရမယ်ဆိုရင်တော့ဒီ office ကိုရရှိမှာဖြစ်ပါတယ် gun skin နဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်တော့ဒီက DSR ပို့ပြ sniper ရဲ့ gun skin ကိုတွေ့မြင်ရတာမျိုးရှိပါတယ်ဒီ update 3.9ရဲ့ပထမအုပ်ဆုံး glitch spin လည်းမချိုက်ဒုတိယ glitch spin မှာ ဘယ် item တွေပါလာမလဲပေါ့ဗျာဒီမှာချီရမယ်ဆိုရင်တော့ gun skin ကတော့ EUG ကိုတွေးမြင်ရမှာဖြစ်ပါတယ်ဒီ skin ကတော့တော်တော်လေးကိုမိုက်တာမျိုးရှိပါတယ်နောက်တစ်ခု outfit နဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်တော့ဒီ outfit ကိုတွေးမြင်ရမှာပဲဖြစ်ပါတယ်ဗျာနောက်တစ်ခုတကင်ချင်းတို့တော်တော်လေးကိုအမီများတာတော့မာမီဆက်နဲ့ပတ်သက်ပြီးမှာပဲဖြစ်ပါတယ်မာမီဆက်အစ်စ်လာဖို့ရှိပါတယ်မာမီဆက်အစ်စ်နဲ့အတူမာမီဆက်အဟောင်းကြီးလေးလာမှာဖြစ်ပါတယ်ဒီလ10ရက်နေ့ကျရင်ပေါ့ဗျာမာမီဆက်လာမှာဖြစ်ပါတယ်မာမီဆက်အစ်စ်နဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်ရေခဲပုံစံပေါ့ဗျာအနံ့ရောင်အဝတ်စားပတ်ထားတဲ့မာမီဆက်ပုံစံတွေးမြင်ရတာမျိုးရှိပါတယ်တကင်ချင်းတို့ဒီမာမီဆက်အစ်စ်နဲ့ပတ်သက်ပြီးမှာဘယ်လိုမြင် 你来不远。 လက်ရှိအချိန်ထိကြည့်မယ်ဆိုရင်မာမီဆက်၄ထည့်ထွက်ရှိထားတာမျိုးရှိပါတယ်ဒီက lava ပေါ်ပြတဲ့မီးတောက်မာမီဆက်ရဲ့နောက်တစ်ခါဒီအပြန်အောင်မာမီဆက်ရဲ့နောက်တစ်ခါအဝါရောက်မာမီဆက်နဲ့နောက်တစ်ခါတော့အဖြူရောက်မာမီဆက်ပဲဖြစ်ပါတယ်ဒီမာမီဆက်အစ်တအပါဝင်ကြည့်ရမယ်ဆိုရင်စုစုပေါင်းမာမီဆက်၅ထည့်ကိုတွေ့မြင်ရတာမျိုးရှိပါတယ်တကယ်ကျွန်တော်ဘယ်ကောင်းအောင်အကြိုက်ဆုံးလဲပေါ်ပြကျွန်တော်ကတော့အဝါနဲ့အဖြူကိုအကြိုက်ဆုံးပဲဖြစ်ပါတယ်နောက်တစ်ခုဒီကမာမီဆက်နဲ့အတူပေါ်ပြတဲ့ကျွန်တော် glacier မာမီကိုလည်းတွေ့မြင်ရမယ်ဆိုရင်မာလိကတီတော့ထွက်ရှိထားတာမျိုးရှိပါတယ်ဘလို့ပုံစံလာမလဲကျွန်တော်တစ်ချက်လောက်စောင့်ကြည့်ရမှာဖြစ်ပါတယ်နောက်တစ်ခုတကယ်ကျွန်တော်တော်တော်လေးကိုအမီများလာတော့ transformer ရဲ့ price ပတ်လာမလားမလာဘူးလားပေါ်ပြ ဒါနဲ့ပတ်သက်ပြီးမှအမီးများထားတာမျိုးရှိပါတယ် transformer ရဲ့ price path လာမှာဖြစ်ပါတယ်ဘယ်နည်းလာမလဲဆိုတော့မီးစီရရှိပါတယ် leak တရဲ့ပြောကြားချက်ကိုကြည့်ရမယ်ဆိုတော့ဒီလပေါ်ပြ16ရက်နေ့ transformer ရဲ့ price path ကိုတွေးမြင်ရမှာဖြစ်ပါတယ်သူနဲ့ပတ်သက်ပြီးမှလည်း poster leak ထွက်ရှိထားတာမျိုးရှိပါတယ်နောက်တစ်ခုကတော့ပြိုင်ကားချစ်သူတွေရဲ့အတွက်ဒီလ16ရက်နေ့ချိန် speed drift လာမှာဖြစ်ပါတယ် transformer ရဲ့ကားတွေတွေးမြင်ရမှာဖြစ်ပါတယ်သူနဲ့ပတ်သက်ပြီးမှလည်း leak ထွက်ရှိထားတာမျိုးရှိပါတယ် speed drift ဆိုတော့တကယ်ချင်းဒီအလုံးမဲ့တိတဲ့အတိုင်းကားတွေကတော့စီကြီးမှာဆိုတာသိကြပါတယ်ဗျ Okay ဒါတော့ကျွန်တော် PUBG Mobile ရဲ့ဒီလအတွင်းမှာတွေးမြင်ရမယ်အဓိကပေါ်ရတဲ့စ skin event အနေနဲ့ပတ်သက်ပြီးမှကျွန်တော်ဖော်ပြပေးလိုက်တာဖြစ်ပါတယ်။ဒါဆိုတကယ်ချင်းတော့အနေနဲ့ဘယ် event ဘယ်တော့မှလာမလဲပေါ့ရာဒါနဲ့ပတ်သက်ပြီးမှကျွန်တော်ကောင်းကောင်းနားလေးသဘောပေါက်သွားပြီလို့ကျွန်တော်မျှော်လင့်ပါတယ်ဗျာ။ဒါဆိုရင်ကျွန်တော်လက်ရှိဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗျာ။တကယ်ချင်းအားလုံးအနေနဲ့ဒီဗီဒီယိုလေးကိုနှစ်သက်မယ်လို့လည်းကျွန်တော်မျှော်လင့်ပါတယ်ဗျာ။အခုလိုဗီဒီယိုကြည့်ရှုပေးတဲ့တကယ်ချင်းအားလုံးကိုလည်းကျွန်တော်ထူးပင်ကျေးဇူးတင်ရှိပါတယ်ဗျာ။